အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမခင်ခင်ထူရေးသားထားတဲ့လူချမ်းသာအစ်စ်ပါတယ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်လူချမ်းသာအစ်စ်ပါတယ်မနက်မောလင်းတာနဲ့အကြော်ပန်းကြီးခေါင်းပေါ်တင်ပြီးအရက်တကာနေရတကာလှဲ့ရောက်နေတဲ့ဖိုးကြံကိုဒီဖက်ရက်ကွက်ကလူတွေကတော့သိနေကြပါပြီ သူ့ကောင်းဘော်ကအကျော်ပန်းကြီးကလည်းရှစ်ပေဂျိုးတုစရောင်းလောက်ရှိတာဆိုတော့အဝေးကလေးကလူမမြင်ရဘူးအဲ့ဒီရှစ်ပေဂျိုးတုစလောင်းအကျော်ပန်းကြီးထဲမှာအကျော်ကစုံနေအောင်ပါတာပါကလားကျော်မြမာကျော်တို့ဟူးကျော်ဘူးဒီကျော်ကအစားမုံလက်ကောက်ကျော်မုံစီကျော်လိုမျိုးအထီးအမဲစုံအောင်ပါတတဲ့ gain ဟောဒီကဗျာစားကြအောင်မလားပဲကကျော် ချက်သွန်ကျော်ကောင်းညင်းကျော်အကျော်ဆုံးပူပူနွဲ့နွဲ့ရှေရှေလျားလျားနဲ့ဆွဆွငင်ငင်ဟစ်လိုက်တဲ့ဖိုးကြံရဲ့အတန်အော်အော်စီစီကြီးကိုတတော်ဝဝေးကလေးကကြားနေရတတဲ့။များသောအားဖြင့်သူ့ဘန်းထဲမှာအကျော်ဆုံးပါတက်ပေမဲ့သူ့ဟစ်တလို့ပူပူနွဲ့နွဲ့တော့မဟုတ်ဘူး။ ဖိုးကြံရဲ့မယားမကောက်သေးကညနာရီပြန်နှစ်ချက်လောက်ကလေးကထားကြော်ပေးလိုက်တဲ့အကြော်ရီဆိုတာကရှာရှာပါပါနှွေးတာကနှွေးနေသေးပေမဲ့အေးတာကအေးနေပါပြီဒီအကြော်ရီမကုံမချင်း ရွာအိုးကိုပေါလှည့်ရောက်နေတာဆိုတော့အေးချင်တိုင်းအေးနေတော့တာလေအတော်ကလေးနေမြင့်ရင်တော့အေးုံတင်မကတော့ပါဘူးခဲကတ်တောင်နေတက်တယ် ဒါပေမဲ့ဖိုးကြံကတော့အကြော်ဆုံးပူပူနွဲ့နွဲ့ဆိုတာကတပြားသားမှမလျော့ပါဘူးဟဲ့ဖိုးကြံမင်းဟာကပူပူနွဲ့နွဲ့ဆိုကွာယူလာတော့ကပူပူနွဲ့နွဲ့လေဗျာဟင်းဘယ်မှာတော့ပဲကကြော်ကဝဲသူကလိုချင်တဲ့အကြော်ကိုဘန်းကြည့်တဲ့ဟိုရှာဒီရှာလှုပ်ရင်းမိတော့ဖိုးကြံကပြုံပြုံကြည့်နေခေါင်းခုဆုပ်မျက်နှာကို ပွင့်ရင်မှင့်တေးတေးဖြေတာပါပဲအေး ကုန်ခဲ့ပြီထင်တယ်။ကဲပါတခါတလေစက်သွန်ကျော်ကလေးစားစားမှာဟာစက်သွန်ကလေကောင်းတဲ့ဟဲ့။စားချင်ပါမပါဘဲနဲ့ဘာလို့ထဲ့អော်ရတာလဲဖိုးចាន់ရဲ့။ပါလာမပါလာငါလည်းမသိပါဘူးဟာပါဇက်တဲ့တွေ့ရកောက်អော်လိုက်တာပဲ။တို့ဘန်တွေကအကြော်ရီမျိုးစုံအောင်တို့မဟစ်နိုင်သလိုဖိုးကြံဟစ်တိုင်းလည်းမဟုတ်တာစားသုံးသူတွေကသိနေကြပါပြီ။ ဖိုးကြံပန်းထဲမှာတွေ့တဲ့အကြောမွေချင်းဝဲချင်းဝဲလိုက်တာနဲ့ဒီပြဿနာကဒီမှာပဲ ပြေလည်သွားရတာများတယ်။ဖိုးကြံကလည်းသူဟစ်ချင်ရဟင်လူတွေကလည်းကိုဝဲချင်တဲ့ဟာဝဲလူတွေနဲ့ဖိုးကြံကြမှာဘာစည်းပွားရေးနီးပြူဟာမှမလိုဘူး။ဖိုးကြံကလည်းဘာစည်းပွားရေးနီးပြူဟာမှနားမလဲပါဘူး။ရောင်းသူနဲ့ဝဲသူကျေနဲ့ရင်ပြီးစတန်ကုန်။တူတာဝန်ကမကောက်တေးထည့်ပေးလိုက်တဲ့အကြော်ရီမကုံမချင်းသူ့လှဲ့ရောင်းရမည်။ ဘားနေကအကျော်ကုန်လာပြီဆိုရင်တော့သူအိမ်ကိုပြန်မယ်အကျော်ရောင်းရသမျှငွေကလေးမကောက်သေးလက်ထဲတပြားမကျန်ထည့်လိုက်ရင်ဒါပြီပြီငွေကလေးအလိုက်တော့မှမကောက်သေးကလည်းနောက်တနည်းစာအတွက်ပဲဝယ်စီဝယ်ထင်းကလေးပြေးဝယ်ပြီးပိုရဲပဆန်ကို၄မုံပုံ စုဘူးကြီးထဲထည့်လိုက်တာပဲဖိုးကြံကိုအကျော်ရောင်းတာဘယ်လောက်မြတ်တယ်လဲမေးရင်မကောက်သေးရဲ့ဘေးကစုဘူးကြီးကိုမင်းငေါ်ပြလိုက်တာပဲဒါကလည်းပုံမှန်တော့မဟုတ်ဘူး စုဘူးကြီးတဲ့ကိုတခါတလေအရွက်ကြီးကြီးထဲနိုင်ပေမဲ့တခါတလေအရွက်သေးသေးတောင်အနိုင်နိုင်ရဲ့ဒါပေမဲ့မကောက်တီးကလည်းဖိုးကြံကိုဘာရီသုံးဖြစ်ခဲ့တယ်လဲလို့မမေးဘူးဖိုးကြံကလည်းနေစုဘူးကြီးတဲ့ဘယ်လောက်ရပြီတုံးလို့တခေါမမေးဘူးဘူးသူတို့လင်မယားစီးပွားရေးဘယ်လောက်ဖြစ်တယ်လဲဆိုတာစူပူးကြီးကလွဲပြီးသူတို့လင်မယားတော့တီမာမဟုတ်ဘူးဒီစူပူးကြီးကသူတို့လင်မယားရဲ့ငွေစုစာအုပ်ပဲစည်ရင်းရှင်အငွေပဲ ဒီဘုံတွေကပတ်စံကသူတို့ရဲ့ပိုင်ဆိုင်မှုပဲဖိုးကြံတို့မှာကသားသမီးဆိုလို့တယောက်တလေမှတော့မထုံကားခဲ့လေတော့လင်းကိုမရနှစ်ယောက်တည်းကိုငတ်တာပြတ်တာလက်တာရဲလို့မရှိခဲ့ဘူးဘူးတိလည်းမတိဘူးသူတို့တိတာက အကြော်ကြော်ပြီးရောင်းဖို့ပဲဒီအလုံးနဲ့ဒီဝတ္တရားကိုတမိုင်းပေးတာဝင်ကြီးတရက်လို့လောက်ကန်စားတော့လာခဲ့ကြတာနှစ်ပေါင်းတော့အတော်တော်ကြာပြီး ဖိုးကြံကိုတယောက်ယောက်ကအကြော်ရောင်းတာဘယ်လောက်ကြပလဲလို့မေးရင်သူကခေါင်းခုခွေအောက်ကထိပ်ပျော်မြောင်ကြီးကို အရင်လှန်ပြလိုက်တာပဲ။ဦးဆွေးဆံပြင်းအမှုတော်ထမ်းခဲ့တယ်ပေါ့လေ။ဟောရီကခေါင်းနာကြည့်ပါတော့။ရုံမလားတော့မသိဘူး။စပင်တမွေးမကို မပေါက်ဘူးတာ။ကျုပ်လူမှန်တိကြဲကအကြော်ပန်းရွက်လာခဲ့ရတာ။တတ်တတ်လုံးနဲ့ဒီအလုပ်တစ်ခုပဲလှုပ်ရှားဖူးတာပဲ။ ဖိုးကြံရဲ့ခေါင်းမှာခေါင်းကုခွေအရာကလေးအတိုင်းကွက်ပြီးထိတ်ကြီးတပြင်လုံးပြောင်းချောလို့လေ။နတဲနဲ့ဂုတ်အထက်နာကနီတင်ချင်းစမြင်ငုတ်စစ်စစ်ကလေးတွေကကြဲကြဲပပလောက်ရှိရဲ့။ခေါင်းခူးကိုနှစ်ဖူးထိတ်ဖက်ကနောက်ကိုတတ်တင်ခဲ့တဲ့အချိန်ဟာထောင်ငနန်းတောင်ငနန်းဆိုတော့ဒီစွတ်ကြောင်းရာကြီးကဂျုံနဲ့ချစ်တာသလိုပြောင်းချင်တိုင်းပြောင်းနေတော့တာပါ။ဖိုးကြံကိုကြည့်လိုက်ရင်ထိတ်ပြောင်းပြောင်းရဲ့။ ရှယ်အင်းကြီးလက်စီညိုညစ်ညစ်ကြီးရဲ့ဒူးကောင်အထက်ရောက်နေတဲ့စပွဲခင်းဆလိုပစိုးတူတူရဲ့ဟာဖိုးကြံရဲ့တင်ကြတာပါပဲအတော်ဆုံးပူပူနွဲ့နွဲ့ဆိုတဲ့အတန်အောစီစီကြီးကလည်းဖိုးကြံရဲ့ရာတပံနနဲ့ချိန်ခါတေးတန်တာပါပဲဖိုးကြံကိုရိုင်းကလည်းမန္တလေးပဲကြော်လို့အစီတပြောင်ပြောင်ကောင်းငင်းငချိတ်အောင်ပေါက်နေတာမျိုးဆိုပါတော့ဖိုးကြံတို့မှာညီကိုနှစ်ယောက်ရှိတယ် သူအကိုကိုဟန်ကတော့နာမည်ကိုလိုက်ပြီးဘဝအကျိုးပေးကောင်းလို့မြစ်စိတ်ကနာကတင်မောစိတ်မှာ ထမင်းဆိုင်ကြီးဟီးနေအောင်ဖွင့်ထားနိုင်သူပါကိုဟန်မှာနံကတ်တိုက်ကလေးရှိတယ်ကားခရာရှိကလေးတစ်စီးရှိတယ်ဇနီးကလည်းထထဲဝဝထေးကပဲသားသမီးတွေကလည်းခေပညာတက်တွေဆိုတော့ဖိုးကြနေကတော့တခြားစီပေါ်လေတခြားစီဆိုညီကိုနှစ်ယောက်စကားရဲလို့ဟုတ်တိပတ်တိမပြောတာတော့အတော်ကြပြီ။ အစတုန်းကတော့ဖိုးကြံကအကိုရဲ့ညီရဲ့လို့ကိုဟန်တိုက်တဲ့ဝင်လိုက်ထွက်လိုက်လုပ်ပါသေးတယ်။ဒါပေမဲ့သူလာတာစိုက်ပုံမရတဲ့မကြီးစကားကြောင့်အကိုကိုလည်းခက်စိမ့်စိမ့်ဖြစ်သွားရတာပါ။ဖိုးကြံနေငွေလိုရင်ပြောဒို့စီကိုခဏခဏမလာခင်နဲ့။နေအကိုကမပြောပေမဲ့နေတိတက်ရမှာပေါ့။ဒီမှာကလူပေါင်းစုံထမင်းလာစားနေကြတာ။နေက အကြော်ပန်းကြီးရွက်ရွက်ပြီးဝင်လာတော့နေအကိုလည်းတိတ်ခါကြတယ်။ လူမြင်လို့လည်းမကောင်းဘူးပေါ့ဟာမရေးရဲ့စကားကို ဖိုးကြံကအသေးပေါက်မတတ်နာတာပါဟိုရုံးကဖိုးကြံရဲ့အမေဒေါ်စိန်တုတ်ဆိုတာအကြော်တဲ့ကြီးပါဒီပြန်ကြရက်ကွက်လေးထဲမှာတခြားအကြော်ဆိုင်ကလေးတွေခင်မထခင်ကလေးကအကြော်ကြော်ရောက်ခဲ့သူပေါ့လေဖိုးကြံတို့အိမ်ကောင်ရင်ဝင်းထရန်ကလေးပြေးမှာအကြော်တဲကလေးထိုးပြီးတော့အမေသူတို့ညီအကိုကိုလူရန်စိတ်အောင် ထမင်းကျွေးခဲ့တာပါ မြေကြီးကိုစောင်းနှက်နှက်တူးပြီးကျင်းဝတစ်ဖက်ကိုဖော်ထားတဲ့အမေအကျော်ဖိုကလေးနဲ့မိုးပြဲတဲ့ကြီးတော်အမေလက်ကိုအဖြစ်အခုထိရှိတုံးပါပဲမအေကနေထွက်တဲ့နေဝင် အကျော်ကျော်သူတို့ညီအကိုကအကျော်ပန်းတစ်ချက်စီရွက်ပြီးလဲရောက်ခဲ့ရတာကိုကအကြာကြီးရဲ့ဒီတော့ကအကျော်တစ်ခုကို15ပြားတစ်ချက်ဖို့9ခုခင်အကျော်9ချက်ဖို့ဆိုတအိမ်လုံးစားကြရောပဲ။ ညီကိုနှစ်ယောက်သေစာရှင်စာကလေးဖတ်တတ်တော့မဆိုင်တုတ်ကကောက်ခငင်ကကြောင်းနှုတ်လိုက်တယ်။နောက်တော့လူပြောပေါက်ဖြစ်လာတဲ့အကိုကရှက်လို့အကြော်မရောတော့ဘူး။မြေစိတ်ကနာဖတ်မှာကြုံရကြပန်းအလုံးလုံးရင်စားနေကြသမင်းတဲ့ရဲ့တမီးမတ်စ်မီနဲ့အိမ်အောင်ကြတယ်။ဒီတော့ကမတ်စ်မီတို့ကလည်းလမ်းဘေးတဲကလေးထဲကခရိုးခရိုင်သမင်းတဲ့ပါ။အကိုနဲ့အိမ်အောင်ကြပြီးမှသူတို့ကန်စားတာပါလို့ကြီးပွားလာတော့ အောင်မြတ်တာဆိုတဲ့ထမင်းဆိုင်ကြီးဟီဟီထားလာခဲ့ကြတာအကျော်တဲ့ဒေါ်စိန်တုတ်သားလမ်းတကလှဲ့ပြီးအကျော်ရောင်းခဲ့တဲ့အကို့မယားကအခုဖိုးကြံကို အကျော်ပန်းကြီးရွတ်မဝင်ခဲနဲ့ဆိုတော့ဖိုးကြံကစိတ်နာတာလည်းပါတယ်စိတ်ပြက်တာလည်းပါတယ်ဘဝချင်းတခြားစီဆိုတော့အနေချင်းကလည်းတခြားစီဖြစ်ရတော့တာပါပဲဖိုးကြံကတော့အမေရဲ့လက်ကင်တုံးတောင်ဝိတ်အဖြစ်နဲ့အမေတသက်လုံးအကျော်ပန်းရွတ်ပြီးကြွေးခဲတာပါ အမေဆုံးတော့အမေအမွေကိုဖိုးကြံကမပြတ်မကွက်ဆက်ခံခဲ့တယ်။သူ့မိမမကောက်တေးကလည်းရောက်ခမတော်စိန်တုံလက်ကြကို၅နှစ်လောက်မီလိုက်သေးတော့အကျော်နဲ့ပတ်သက်တမျှနီးပညာအကုန်ရလိုက်တယ်ပြောပါတော့။ပဲဝဲတာကအစာပဲကြိတ်တာစားဆက်တာစော်တာဖောက်တာလက်ချိန်စားတာအထိဒေါ်စိန်တုံလက်ရအတိုင်း ဒီတော့တော်စိန်တော့မရှိတော့ပေမဲ့မြေကြီးမီးဖို့ကလေးနဲ့မိုးပြဲတဲကြီးကနှစ်ပေါင်းအစိတ်လောက်ရှိတဲ့အထည်နှစ်ပါးသွားနေရတော့ဖိုးကြံတဲ့အကြော်ပန်းလေးကလည်းဒီကနေ့အထည်ဖွားပတ်တော်အဖြစ်လက်တွဲနေရတော့အကြော်ပန်းကစီဝနေတယ်လို့ဖိုးကြံကလည်းစီဝနေတာသာကြည့်တော့ဖိုးကြံတို့မကောက်သေးတို့လက်ထက်ရောက်တော့အကြော်ကတစ်ခုကို9.30ဖြစ်လာပြီ။ ရက်ွက်ထဲမှာလည်းအကြော်ဖိုကလေးတွေကဟိုနာဆူဆူဒီနာဆူဆူအရှိုရှိုနဲ့ပေါ်လာပြီ။ဒီတော့ဖိုးကြံကလည်းအကြော်ပန်းခေါင်းပေါ်ကခြားလို့မဖြစ်ပြန်ဘူး။ကို့တဲကလေးထဲမှာတင်တဲရောင်းနေလို့ကတော့ဘယ်မှာအလုပ်ဖြစ်ပါမလဲ။ဒီတော့အကြော်လှဲ့ရောင်းခြင်းနဲ့သူ့ဘဝသူကြောင်းရတာဒီကနေ့အထီးပါပဲ။ဖိုးကြံကပေးရမရှိဘူး၊နားရမရှိဘူး။အားရရလို့လည်းမရှိဘူး။ဖိုးကြံအကြော်ရောင်းထွက်တော့မယ်ဆိုရင် မကောက်တေးကဒန်တလုံးကြိုက်တဲ့ထမင်းကလေးကို အခဲလိုက်ထည့်ပေးလိုက်တယ်။ဖိုးချံကအကြော်ရောင်းရင်းဘိုက်ဆလာတဲ့အချိန်မှာတပင့်အရေးကောင်းကောင်းအောက်ဘန်းကိုချာထမင်းခဲချေပြီးရှိတဲ့အကြော်နဲ့စားလိုက်တာပဲ။သူစားတဲ့အချိန်သူကြိုက်တဲ့အကြော်နဲ့သူစားချင်တဲ့လောက်စားတယ်။ညနေစာအိမ်မှာစားတော့လေလင်မယားနှစ်ယောက်ကြံတဲ့အကြော်ပဲ့ကလေးနဲ့ထမင်းကလေးစီစံစားဖြူပြီးစားလိုက်ကြတာပဲ။ ူတို့လင်များနေ့တိုင်းအကြော်နဲ့ကြီးထမင်းစားကြတာစိတ်မပြတ်ဘူးလားလို့မေးရင်ဖိုးကြံကဟင့်အင်းနဲ့ကျောက်တတလုံးအကြော်နဲ့ပဲထမင်းစားလိုက်ရတာဆိုတော့ဟင်းနဲ့ဗာနဲ့ဆို ထမင်းမစားတတ်တော့ဘူးဗျတခါလေသူများတွေထမင်းဝိုင်းကဟင်းတွေကိုကြည့်ပြီးကျောက်ဖြစ်အော်ကလီတောင်ဆန့်ချင်တယ်လူတွေများအကြော်ရှိတာမစားကြဘဲနဲ့ဟင်းများချက်စားရတယ်လို့အံ့ရော တကယ်လဲသူ့ဘဝတစ်လျှောက်လုံးဘာအသားငါးမှမစားခဲ့ဘူးလားအမှန်ပဲသားနဲ့ငါးနဲ့များဝေးရကရှောင်ဆိုသလိုနေခဲ့တာထားတော့သူတကစားတောင်းနေတာတော့သူ့စိတ်ထဲအကုသို့များရန်ကောလို့တွေးမိနေတတ်တာပါဖိုးချန်ရေလာအောင်ဟဲ့လို့များခေါ်လိုက်လို့ကတော့ဖိုးချန်တို့ကအရေးကောင်းကောင်းနေရကောင်းကောင်းမှဘန်းကိုကြကြနနချထည့်ပြီးပက်ပက်နဲ့နဲ့ထိုင်ချလိုက်တော့တာပဲ။ သူ့ဖောက်တယ်တွေနဲ့တွေ့တိုင်းရောက်တဲ့ရာရာစကားတွေပြောတာကလည်းဖိုးကြံရဲ့အကျင့်ပါပဲလူတွေကလည်းဖိုးကြံလာရင်သတင်းဆောင်ကြားရလို့တခါတလေအကြော်မဝဲခြင်းလဲအကြော်ပန်းသားဝိုင်းလာကြတော့တာပဲလေကြောတဲ့လို့ကတော့မိမပိုင်းကတော့အရှုံးပေးရတဲ့ဖိုးကြံကိုသတင်းတွေကလည်းစုံနေအရှိအနောက်တောင်များရွာရိုးကိုပေါက်သတင်းတွေမဟုတ်လားကောင်းမရဲ့ရေစိတ်မှာခွဲထင်းလေရောက်နေတယ် စီးတင်းတွေလည်းပါတယ်။အင်ဂျင်သားတွေများရဲ့လို့မေးတောက်လိုက်မယ်အမျိုးတော့။တစည်းပဲလောက်တယ်လေ။အစိတ်ဆိုလားပဲ။အစည်းကြီးတွေကတင်းတင်းရင်းရင်းရှိရလားဟဲ့။ဟောဒီလောက်ရှိတယ်။ဖိုးကြောင်ကပါဇက်ကလည်းပြောရင်လက်နှစ်ဖက်ကိုဝိုင်းပြတယ်။ကြည့်တဲ့သူကဟုတ်ပါမလားဆိုတဲ့အကြည့်မျိုးနဲ့ကြည်လာရင်တော့ဖိုးကြောင်ကလက်တစ်ဖြည်းဖြည်းကားထားရာကကြုံဝင်သွားတဲ့တဲ့။ ပြောရအောင်မယ်မိသေးရဲ့တားလာအကြောင်းညီးကြပြီဖီလားဟင်းမကြရသေးဘူးမဟုတ်လားကဲငါအကြောပန်းချပေးအောင်ငါပြောပြမယ်ဒီမဲ့တားလာကလေတိုင်ရင်ကျိုးတဲ့မြတောင်းနေတဲ့မြတောင်းအမေကဒါကိုကြားတော့ပားရိုက်မယ်နားရိုက်မယ်နဲ့အဲ့ဒလိုအသင်ဖြင်းကလေးတွေကလည်းကြားညတ်တတ်သေးတာပါအကြီးတင်အကြော်ရုံးမလားအမေမြေးတွေနဲ့ပေါလော့ရိုက်နေတာပါပဲလား ဘူပေါင်းမရလို့ဟုတ်လားဒါများမတ်ချညွန့်အိမ်ဆိုင်သွားဝဲချင်တလုံးတကြက်တဲ့ကောင်းတာဆိုးတာကတော့လင်းမုတ်ချင်မှသိမှာပေါ့ဆိုတာမျိုးလမ်းညွန်တာတွေလည်းပါရဲ့ကိုအေးဘယ်တော့ကိုတင်းဆောင်စီသွားမလို့လားဒီမဲ့ကိုတင်းဆောင်မရှိဘူးမြို့တစ်သွားတယ်ကျုံနဲ့ခုတင်လမ်းမှာရှောင်းလာတာအပေါ့ဆုံနဲ့ဖိုးကြံကိုလူတွေကအကြော်စားရုံတသက်မဟုတ်ပါဘူးစကားဆုံးကြားရဖို့မျှော်တက်ကြတယ် ဒါပေမဲ့ဖိုးကြံကအချိန်မမှန်တဲ့ရထားလိုပဲ။သူလာခြင်းနဲ့အချိန်လာပြီးမလာခြင်းနဲ့နေ့ကျမလာပြန်ဘူး။တခါတလေနှစ်ရက်သုံးရက်လောက်အထိမလာလို့လူတွေက သူ့ကိုမေးရင်မျက်နှာပြောင်တင်းတင်းကြီးကိုဝင်းသွားအောင်ရည်ရင်းကဖြေတတ်တယ်။ဘေးလာနိုင်ပါမလဲ။ရွှေတိုးကုန်းအရက်ထဲတိမ့်တန်းဝင်ဇက်ပွဲရှိတယ်လေ။အဲ့ဒီသွားရောက်နေတာလေ။ဒီအရင်ရက်တွေကမလာနိုင်ဆို ရေစိတ်မှာတင်မောတွေကုန်တယ်ရှိတယ်။ ပြေးရောက်နေရတာလေရောင်းကောင်းချက်တော့တင်းမောမနေကထွက်သွားပြီအဲ့ဒါကြောင့်အခုမှညီတော်ရက်ွက်ရောက်လာတာကဲကြုံလုံးဝယ်စားအောင်ကံကောင်းနေမှအကျော်ပန်းကြီးနဲ့သူရောက်မလာနိုင်တာကိုပဲအကြောင်းပြချက်ကလေးတွေနဲ့ဖိုးကြံကငငယ်ကလေးကဇေယောင်းလာတဲ့သူမို့လားတော့မသိဘူးသူ့လေတန်နဲ့သူ့ဟန်ပန်ကယောက်ျားတယောက်နဲ့မတူဘူးမိန်းမတယောက်လိုလက်တို့ခြေတို့ပြောတတ်တာတွေက သူ့အကျင့်လိုဖြစ်နေပြီး ဘာပဲဖြစ်ဖြစ်ဖိုးကြံဘွားကတော့အေးအေးဆေးဆေးပါပဲအကြော်ရောင်းပြန်လာရင် ဖိုးကြံကတရေတမောအိမ်မယ်မကောက်သေးကဈေးသွားဝယ်မယ်ဖိုးကြံအဲ့ရနိုးတော့ထင်ခွဲတယ်မကောက်သေးကပဲကြိတ်တယ်မနဲ့အကြော်ကြော်ဖို့လှီးကြဖြတ်ကြတင်ကြဖြင်ကြတယ်ပြင်းရင်ရေမိုးချိုထမင်းစာတကားတော့ခတ်ပြီးဗီဒီယိုရုံပြေတော့တာပဲဗီဒီယိုရုံပြေလို့ပြန်လာရင်တရေတမောအိတ်တဲ့ နိုင်ပြန်နှစ်ချက်တန်ချောင်းခေါက်တန်ကြားရင်နှစ်ယောက်သားအေယာနိုကြပြီဖိုးချံကမီးမွေးတယ်မကောက်တေးကပဲနှစ်တွေဆက်ကဟက်ကဖြော်တယ်စီဘူးလာရင်ပဲမှုညက်ကလေးတွေလုံးတန်လုံးပြားတန်ပြားထဲတယ်ဖိုးချံကအပေါက်ကလေးတွေပါတဲ့ခေါ်နဲ့ကြက်လာတဲ့အကြော်ကိုဆဲတယ်စီစစ်ထားတယ်မနေ့6နိုင်ထိုးတော့မကောက်တေးကအကြော်ပန်းပြင်ပေးတယ်ဖိုးချံကအကြော်ရောင်ထွက်တယ် ဒီလိုပုံစံကိုနေ့စဉ်လုပ်နေခဲ့ကြတာနှစ်ပေါင်းဘယ်လောက်ကြာကြာဘာတစ်ခုမှပြောင်းလဲသွားရဲမရှိဘူးတော့အကိုအစာအိမ်ပေါက်လို့ဆိုလားစေးရုံတင်ထားရတဲ့ဟေးဘယ်သူလာပြောတာတော့ဟာကောင်းလေးတယောက်လာပြောတာပဲအကြော်ရောင်းပြလာတဲ့ဖိုးကြံကိုမကောက်တေးကရင်ဘတ်ဆောက်တုံးလိုက်သလိုစီးပြောတယ်ဖိုးကြံလည်းအမောတော်မဖြေရသေးဘူးစေးရုံကိုပြေးဖို့ခြေလှမ်းရတော့တာပေါ့လေ ဝေးနေပေမဲ့သွေးကရှိသေးတာကိုတကားပေါက်ရောက်ခါနေမှမရေးမျက်နှာကြည့်ဘွားခနဲ့ပေါ်လာပြီးသူစေးုံလိုက်သွားလို့ကြိုက်မှကြိုက်ပါမလားလို့တွေးဖြစ်အောင်တွေးလိုက်မိသေးတယ်။ရေလင်းမိုးလေးချိုးသောကိုဖို့ကျန်တော်ကြာတော့မရေးတထေးမကမျက်စောင်းထိုးလွှတ်လိုက်အောင်မယ်။အော်အေးအေးမကောက်တေးတတိပေးလိုက်မှပဲသူ့ခါပေါ်ကချွေးစော်နံနေတဲ့ရှဲအင်းကြီးလက်စီညိုညင့်ညစ်ကြီးကို ချွတ်တဲ့ပြီးရေချိုးတယ် သူ့အဝတ်စာသုံးလဲထည်တဲ့ကအကောင်းဆုံးလို့ထင်ရတာကလေးကိုရွေးဝယ်လိုက်တယ်။ကိုဖို့ကျန်တော်စေးယုံကအပြန်ဈေးဝင်ခဲ့ပါလားလမ်းကြုံသားပဲကျုပ်တတ်တတ်မသွားတော့ဘူးဒီမှာဈေးစင်းဆိုင်ရွက်နဲ့ပတ်စံအိတ်ထောင်နဲ့တည်တည်ချာချာထဲ့နော်ဘတ်စကားပေါ်မှာခပိုင်းလိုက်ခံရအောင်မင်းမကောက်တေးပေးလိုက်တဲ့ပတ်စံနဲ့ဈေးစင်းဆိုင်ရွက်ကိုအိတ်ထောင်နဲ့ထည့်ပြီးခတ်တုတ်တုတ်ပဲကားဂိတ်ဖက်ထွက်ခဲ့တယ် သူ့မှာအကိုတည်ရဲရှင်ရဲ့ကိစ္စတွားရတာတော့မတ်တစ်မေကဲရဲ့မှာဆိုလို့တန်းစင်ဝစားပြီးမှတွားရတာကိုလည်းဘယ်လို့မှမအောင်မိနိုင်ပါဘူးအမေနဲ့အတူနေခဲ့ရတော့ကညီကိုနှစ်ယောက်ရဲ့ကလေးဘဝကိုပဲရင်ထဲအောင်မိလာခဲ့တယ်နေဘူးဆက်ခါတဲ့အကြော်ပန်းကြီးနဲ့သူ့အကိုမောင်ဟန်ကိုမျက်စိတည်းမြင်လို့မတ်တစ်မေမတ်တစ်မေစေယုံဝင်တဲ့အရာကားပေါ်တက်တော်မဲ့မတ်တစ်မေကိုသူအပြေလှန်ခေါ်လိုက်တယ် မတ်တင်မေကဖိုးကြံကိုခြေဆုံးကောင်းဆုံးကြည့်ရင်ဒီတခါအကြော်ပန်းကြီးပါမလားပဲတတရရက်ဖြစ်နေတဲ့ဖိုးကြံကိုနည်းနည်းတော့ကျေနပ်သွားပုံပါပဲနင့်ကမင်းညားကဘိုက်ခွဲရတယ်တတသွားပါပြီဟောဟိုလေကားနာကနေတက်သွားဘယ်ဖက်အချမ်းကအရှိနောက်တန်းနေတဲ့အခန်းတွေလားအေးအဲ့ဒီကြာရှာကြည့်နင့်ကမှိန်နေတာစကားသိမ့်မပြောနဲ့ကြားလားဟုတ်ကဲ့ပါ ဖိုးချံအတန်ကစောင်းစောင်းအောင်အောင်နိုင်သွားသလိုပဲအရေးတဲများအကိုနဲ့စကားတိတ်မပြောနဲ့လို့မှားသွားတဲ့မရေးဖြစ်သူကိုမြင်ပြင်းကတားလဲပါမှာပေါ့စေယုံခံနဲ့ရောက်တော့အကိုကိုစံစမမာနဲ့တွေးလိုက်ရတော့မှရင်ထဲကအလုံးကြီးကျသွားတော့တယ်။ညီကိုနှစ်ယောက်တွေ့ကြတော့နှစ်ယောက်စလုံးမလုံးမလဲမျက်နာရင်းနဲ့ဖိုးချံလာလေအကိုဘေးမှာဝင်ထိုင်ရင်လက်ကလေးဆုပ်ပေးရမလို့လို့ခြေကလေးနယ်ပေးရမလို့လို့ဖြစ်နေတဲ့ဖိုးချံကို အကုတ်သမီးကမျက်စောင်းလှမ်းထိုးတယ်။သမီးညီဦးလေးလာတော့အပြင်ခဏသွားချင်သွားလေ။အဖေတက်တာပါလေ။အကုတ်သမီးကဖိုးကြံကိုစကားတလုံးမှမပြောဘဲအပြင်ထွက်သွားတယ်။ဖိုးကြံကတော့အကုတ်မျက်နှာအကုတ်တန်ရောဆင်ကြောင်းသားလာရတာပါ။ဒီလိုမျက်နှာပေးတွေကိုမမြင်ချင်တာလည်းပါတယ်။ငါလည်းကြကြချင်းလိုက်လာတာပဲအကို။မင်းကဘယ်နဲ့လဲတက်တာရဲ့လား။ ်ဖိုးကြံကိုနှစ်ပေါင်းများစွာအဖတ်မလုတ်ခဲ့မိတဲ့အတွက်ကိုဟန်ကတော့သူ့လိပ်ပြာသူမလုံချင်းတလို့ပဲကိုညီလေးရဲ့လို့တခါမှလူရှိသူရှိတိတ်တိတ်တင်မပြခဲ့ဘူးပဲသူစိတ်ယုံတတာကိုအမောတကောလာမေးရှာတဲ့ညီလေးရဲ့မျက်နှာပေါ်ကချွေးဆက်ကလေးတွေက သူ့အပေါ်ထားတဲ့မြစ်တာဆက်တွေလို့ထင်လာတယ်ငငယ်ကနေဘူးဆက်ကားဘွားတွေကိုမြင်ရောင်တဲ့နဲ့တူပါရဲ့လူမမာကငိုတယ်နာလို့လား ငါဘာလုပ်ပေးရမလဲဒီအချိန်မှာဖိုးကြံကသူ့ဘာခိုင်ခိုင်လုပ်ပေးမယ်ဆိုတာကိုဟန်သိပြီသားပါမျက်ရည်တွေကျနေတာကိုထိန်းလိုက်ပြီးဖိုးကြံအကြောင်းကိုပဲမေးနေမိတယ်ဖိုးကြံကတော့ဘာမှမပြောင်းလဲတဲ့သူ့ဘဝကိုအစမ်းလုံမင်းနေတဲ့အကူကိုတအံ့တော်ငေးလို့သူ့ဘဝလောက်ရိုးစင်းတာသူ့ဘဝပဲရှိတာမို့လားမင်းဘာနဲ့လာတာလဲဖိုးကြံဘတ်စကားနဲ့လေအော်အေးအေး ရော့မင်းလက်စစ်ယူသွားအကော်လို့သူကခေါင်းအုံဘေးမှာခြထားတဲ့တည်အိတ်ကြီးတဲကတထောင်နံတွေထုတ်ပြီးတော့ဖိုးချံကပြပြတလဲညင်လိုက်တယ်အကော်ကဇွတ်ပြီးတော့ဖိုးချံကသူ့အိတ်ထောင်တဲလက်နှိုက်လိုက်တယ်ငါမှပါပါတယ်အကော်ငါအကြော်ရောင်းတာငါတို့လင်မြဆားလောက်တယ်ဒီမှာတွေ့လားဒါကဈေးဝယ်ဖို့ငါထက်လာတာအိမ်ကစုဖို့တံပုံးကြီးလဲပြည့်တော့မယ်ငါအတွက်ငွေမလိုဘူးအကော်ရာ ဖိုးကြံကတမင်ကြွားချင်လို့မဟုတ်ပါဘူး။သူ့မှာချောင်းလေတဲ့အကြောင်းနာမကျန်းဖြစ်နေတဲ့အကိုစိတ်ချမ်းသာစေချင်တာနဲ့ပဲသူ့အိတ်ထောင်ထဲကငွေတွေကိုထုတ်ပြလိုက်တာပါ။ဒါပါပဲ။စကားတွေကတခြားအကြောင်းအရင်းတွေဖယ်ရောက်သွားတယ်။သူ့အကြောင်းကို့အကြောင်းတတော်ကလေးပြောဖြစ်ကြတယ်။ဖိုးကြံကစကားသိမ့်ပြီးထ ਾਇ ရကထားလိုက်တယ်။မရေးလို့သူမလာခင်ပြန်ချင်တယ်ထင်ပါရဲ့။ပြီးတော့အကုတ်ကိုနှုတ်ဆက်ပြီးပေါပေါပပပဲစေးရုံဝင်းထဲကထွက်ခဲ့တယ်။ ဖိုးကြံပြန်သွားတော့ကိုဟန်တယောက်သူ့ရဲ့ငယ်ဘဝတွေစီပြန်ရောက်သွားတယ်။ငယ်ငယ်တုန်းကအမေရဲ့သူရဲ့ဖိုးကြံရဲ့ကုပြုတ်ကြီးတစ်ချက်ပေါ်မှာချင်းနောင်မပါဆောင်မပါလေတဖြူဖြူကြားမှာအိတ်ခက်ကြပုံတွေညီကိုနှစ်ယောက်အကြော်ရောင်းထွက်ရင်းအကြော်ပန်းတွေပေးချပြီးတရေခွင်းပြစ်ခက်ကြပုံတွေအမေကျွေးတဲ့ထမင်းကြမ်းနဲ့ဘေးအားကြောကို ဟင်းကောင်းလုပ်ခဲ့ရပုံတွေ။ အခုဒီအကြော်ပန်းတစ်ချက်ဒုတ်တစ်ချောင်းနဲ့အယူကြီးတယောက်လိုသွာလာနေတဲ့ဖိုးကြံရဲ့ပုံရိပ်တွင်အမေမရှိတော့တဲ့နောက်တောင်တောင်တာတာရှိတဲ့အကိုတယောက်အနေနဲ့ညီလေးအပေါ်မှာသူတာဝင်မဲ့ခဲပုံတွင်တွင်ရင်တွင်ရင်နဲ့ပဲမျက်ရည်တွေလဲကြလာပြန်နေမျက်ရည်တွေတုပ်ဖို့အိပ်ရပေးကြနေတဲ့လက်ကင်ဘွားကိုလိုက်ဆန်းတော့တကယ်ကင်မိတာကဆာရွက်ခောက်ကလေး ဖိုးကြံအိတ်ထောင်တဲကကြကြံရစ်ခဲတာဖြစ်မယ်။ကိုဟန်ကဆာရွက်ခောက်ကလေးကို ဖြန့်ပြီးဖတ်လိုက်တယ်။ခဲရန်ကိုတွေးဆွပြီးရေးထားတဲ့ဖိုးကြံရဲ့ဈေးစင်းဆာရွက်ပါ။ကာလာပဲဆန်တက်မပဲတက်ကြာတော်နေတကြက်90အကျော်စီနဲ့စော်တာတထုပ်စားတက်ကော်ညီမှုန့်မှုန့်တက်ပြီး ဖိုးကြရရဲ့မိမမကောက်တေးရဲ့တပ်ပုံမမှန်လက်ရင်းမညီမညာနဲ့ရေးထားတဲ့တနေ့သားစီစဉ်ဒီစရဲတွေကို ဖိုးကြမှဖတ်တတ်မှာပဲကိုဟန်ကတဘောကြတယ်လို့တစ်ချက်ပြောရင်က သူနေ့စဉ်ရေးရေးပေးနေရတဲ့ဈေးစင်းတွေကို မျက်စိနဲ့ဖြတ်ခနဲ့မြင်သွားမိတယ်။ကြည်စံသူ့ဈေးစင်းနဲ့ငှဈေးစင်းစက်တာဝတ်တာအမဲတာဘဲတာစိတ်တာငှား တနေ့တနေ့သူဟာသရေးဆန်တွေရဲ့အသားစင်းကို မနဲ့လင်းနာနဲ့ပဲကောက်ရေးနေရပြီသူတစ်ပါးအသက်တွေကိုတတ်ဖို့သူအမိတ်ထုတ်ပြန်နေရပြီစတားနဲ့ငားဆိုရင်အရှင်တွေဝယ်လှောင်ထားရတာတောင်ရှိသေးရေနှွေးစစူတဲ့ထိုးနှစ်လိုက်ရတဲ့လယ်လေးပြည်သားချက်တွေအိုးရီကန်တဲကဆက်ခနဲ့ဆဲယူပြီးမရှင်တရှင်အကျေးလှန်ထိုးလိုက်ရတဲ့ငားတွေဒီဟင်းတွေကိုမြေရေရှဲ့ရေလာစားတောက်ကြတဲ့လူတွေ မနက်တိုင်းကောင်းတာထိုင်ရင်ရေရေပေးနေရတဲ့ဈေးစင်းတွေဟာအာကုတ္တချက်လန်စာရွက်တွေများလားလို့တော့သူအောင်းမိမိလာတယ်။ပြီးတော့သူ့လိုပဲတနေ့တနေ့လူတွေဟာဒီလိုချက်လန်စာရွက်တွေဘယ်လောက်များများရေးနေကြသလဲ။ကိုဘဝအတွက်တနေ့တာဈေးစင်းတွေကိုရောစီရင်စင်မိကြရလား။ကိုဟန်ဟာတွေးရင် တွေးရင်နဲ့ပဲစက်တင်းမွှင်းညင်းတွေထလာတော့တယ်။ပြီးတော့ဖိုးကြံကိုလည်းမျက်စိထဲမြင်ရောက်လာမိတယ်။ ဖိုးကြံကတော့ဈေးထဲရောက်လာပြီဈေးစင်းဆိုင်ရွက်ကလေးရှာနေလာပြီဒါပေမဲ့သူအလွတ်ရနေမှာပါပဲလေပဲရဲကောင်းညင်းရဲစီရဲကျက်တုံရဲကလွှဲရင်ဘာပါရာမှတ်လို့အော်ဖိုးကြံမင်းကမှတကယ်လူချမ်းသာစေဟဖိုးကြံကတော့ဆေးရုံကအပြန်ဖောက်တဲ့ဈေးဆိုင်ကိုဝင်နေဈေးစင်းဆိုင်ရွက်ကလေးရှာမတွေ့တော့ပေမဲ့သူမှတ်မိပါတယ် ဈေးဝယ်ပြီးတော့အထုပ်ကြီးထမ်းလို့ကားပေါ်ပြတ်တက်တယ်။မကောက်တေးမျော်ရော့မယ်လေ။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမခင်ခင်သူရေးသားထားတဲ့လူချမ်းသာအစ်စ်ပါတဲ့ဆိုတဲ့ဝိတ္ထတိုလ်လေးပြီးဆုံးလို့တော့ပါပြီရှင်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။